那看木片压到爱庙，Joshua 看鸡翅，看地干，你那蛇骨，那看木片压到爱庙，Joshua 要听看啥？蛇朝哭庙，Joshua 的皮亚路皮带，皮亚的前面那北京看宝路皮带。 သူဒီဘုရားသခင်ကိုနံပါတ်1မှာထားပြီးတော့ Jesus first တမဖြစ်တယ်။ Joshua ကဲ့သို့ဘုရားလူများဤအကောင်းဆုံးသောလက်နက်သည်ဘုရားစကားကို နာခံလိုက်နာမှုဖြစ်တယ်။ဘုရားလူများဤအကောင်းဆုံးသောလက်နက်ဟာဘုရားစကားကိုနာခံလိုက်နာခြင်းဖြစ်တယ်။လူများကြီးက ထူရကူလွဲပြီးတော့အတကုံကျန်းစာဖတ်တယ်အတကုံဆူတောင်းတယ်အတကုံချီးမွမ်းတယ်ကျန်းစာဖတ်တာကောင်းတယ်ဆူတောင်းတာကောင်းတယ်ချီးမွမ်းတာကောင်းတယ်အဲ့ဒီသုံးခုမလာခင်မှာဖရာသခင်စကားကိုနာခံလိုက်နာမှုရှိတော်လူအရှင်ဖြစ်ဖို့လိုတယ်ဟာလေလုယအဓိကကနာခံလိုက်နာမှုပါပဲ နောဧကဖရာရဲ့စကားအများကြီးကျွန်တော်တို့ကဲသူမကြားခဲ့ဘူး။ကျမ်းစာလည်းကျွန်တော်တို့ကဲသူချင်းပေါင်းများစွာအစကားနဲ့အဆုံးထိမဖတ်ခဲ့ဘူး။ဒါပေမဲ့တောင်ပေါ်မှာတက်ပြီးတော့တင်းပေါ်ဆောက်ပါမကြားခင်မှာမိုးရွာပြီးတော့ဒီကဘာမင်းကြီးကိုမိုးနဲ့တရားစီရင်မဲ့ပြစ်ဒဏ်ပေးမယ်။အဲ့ဒီစကားလည်းအပြင်းတင်းရဲ့ကလေးတွေနဲ့သူတို့မိမသည်ခေါ်သွားပါဒရိစာအဆုံလိုက်အတွဲလိုက် ဆုံတွဲပေါ့နော်တယောက်နှစ်ယောက်နှစ်ကောင်နှစ်ကောင်ထဲထားပါစားစရာအကုန်လုံးလဲထဲထားပါအဲ့ဒီစကားပဲကြားတယ်အများကြီးမကြားခဲ့ဘူးစူးလဲမတောင်းခဲ့ဘူးဒီချင်းဒီလဲသူမစူးခဲ့ဘူးဒါပေမဲ့နာခံလိုက်နာမှုနဲ့လှုပ်ဆောင်သွားတယ်နာခံလိုက်မှမှုနဲ့လှုပ်ဆောင်သွားတဲ့အခါမှာရည်ကြီးတဲ့အခါမှာသူနဲ့သူမိသားစုသူတရိစာမြအားလုံး လွတ်မြောက်ခြင်းခံစားခဲ့တယ်ဟာလေလုယာအဲ့ဒါကြောင့်ချီးမွမ်းခြင်းကအရေးကြီးပါတယ်ဆူတောင်းခြင်းကလည်းအရေးကြီးပါတယ်ကျမ်းစာဖတ်ခြင်းလည်းအရေးကြီးတာပေါ့ဒါပေမဲ့ဖရားတကယ်စကားကိုနာခံလိုက်နာခြင်းကအဓိကအကောင်းဆုံးသောလက်နဲ့ဖြစ်တယ်ဘသူတွေအတွက်လည်းဖရားလူများဤအသက်တာမှာနာခဖရားရဲ့စကားကိုနာခံလိုက်နာမှုကနံပါတ်1ဖြစ်ရမှာဖြစ်တယ် ဆက်သွားမယ်ဆိုရင်ဖျားကိုနာခံမှုမရှိပဲချစ်လို့မရဘူးကြောက်ရွံ့လို့မရဘူးအစဲခံလို့မရဘူးပချံသူငိုင်းလောင်းပချံချသူတို့အထိတ်လောင်းပချံချတီဇာအထိတ်လောင်းပချံနာတွန်အထိတ်လောင်းပချံနိချင်းမီဇူလ်ဘတ်လောင်းအမခါ 多口少，体重低口少，阿里安壮断口少，阿贝皮参米椒在那西边，阿春阿春米比亚卡朱尔西。 အဓိကကဘာလဲဆိုရင်ချစ်တာမဟုတ်ဘူးကြောက်တာမဟုတ်ဘူးအစေခံတာမဟုတ်ဘူးနာခံမှုဖြစ်တယ်နာခံမှုမရှိဘဲနဲ့ကျွန်တော်တို့ချစ်နေရင် နာခံမှုမရှိဘဲနဲ့ကျွန်တော်တို့ကဘုရားသခင်ကိုကြောက်ရွံ့နေမယ်ဆိုရင်နာခံမှုမရှိဘဲနဲ့ဘုရားသခင်ရဲ့အစေကိုခံနေမယ်ဆိုရင်အတိတ်ပဲမရှိလိုက်တာအစူရဤအချီအကဲအမိန်အာနာကိုမနာခံဘဲနဲ့ကိုကြိုက်တယ်လို့ အလုတ်လုတ်တယ်ကိုစိုက်တယ်လို့ဌာနမှာအလုတ်လုတ်တယ်ဆိုရင်တော့နာခံမှုမရှိတဲ့ဝန်ထမ်းဖြစ်တဲ့အကြောင်းအရေးယူခံရမှာဖြစ်တယ်နာခံတယ်ဆိုတာကအကြီးအကဲဤယူပါယုံ vision တစ်ခုခုပူတွဲပြီးတော့လှုပ်ဆောင်ခြင်းဖြစ်တယ်အကြီးအကဲဤဖြစ်ချင်သောအရာတစ်ခုခုဖြစ်မြောက်လာအောင်လှုပ်ဆောင်ခြင်းဖြစ်တယ် ကျွန်တော်တို့ဘုရားသခင်ကိုမချစ်ခင်မှာဘုရားသခင်ကိုမကြုံယုံခင်မှာအစဲရင်မခံခင်မှာအရင်နာခံတဲ့အသက်တာရှိကြရအောင်ဘုရားနဲ့ပတ်သက်ရင်နာခံမှုကတော့အချက်ဖြစ်တယ်ဂျောဆွာလည်းကျွန်တော်တို့ကဲတူချမ်းစာမတိုက်ခဲ့ပါဘူးမချီးမွမ်းခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့တော့ကပါလဲဆိုနာခံမှုဖြစ်တယ်ဘုရားသခင်နဲ့ပတ်သက်ရင်ဂျောဆွာရဲ့အသက်တာဟာနာခံမှုဖြစ်တယ် Joshua chu pachian thon anun na kan zau tika pachian thu alun ka to ase anai mi to thabi ase akan chi akan nge ti ne ni chi me phaya thakin ga Joshua ko saka byo le phaya thakin ga Joshua ko ngun cha pe le ဘုရားသခင်ကဂျောစွာကိုခွန်အားပေးတယ် အခန်းငယ်1နဲ့2ကြည့်တဲ့အခါမှာတင်းဒီမကြုံရွနဲ့စိတ်မပြတ်နဲ့ရှစ်သူရဲ့အပေါင်းတို့ကိုခေါ်ယူအိုင်မြုပ်ကိုအိုင်မြုပ်သူထသွားလို့အိုင်မင်းချင်းနဲ့သူ့လူများသူ့မြုပ်သူ့မိကိုတင့်လက်နိုင်ငါအမီဘတော်ချမ်းစာကအားလုံးကောင်းချီးပေးပါစေမြန်မာနိုင်ငံမှာဘုရားသခင်ကိုကြုံရွနဲ့လူမျိုးဘာလူမျိုးလဲ ကျမ်းစာကပြောတယ်ဖရာသခင်ကိုမိမိရဲ့ဖရာအဖြစ်ကိုးကွယ်တော်လိုမျိုးဒီမင်္ဂလာရှိ၏တဲ့အာမင်ဟာလေလုယာအဲ့တော့မင်္ဂလာရှိတော်လူမျိုးဖြစ်ချင်ကြတယ်ဆိုရင်ဘုရားသခင်ကိုကိုးကွယ်ကြရအောင်ဘုရားကကြောစွာကိုပြောတယ်စိတ်မပြတ်နဲ့မကြောက်နဲ့အရာအရေးကြီးတယ်ကျွန်တော်တို့ကကြောက်တတ်တယ်စိတ်ပြတ်တယ်

ဆုံးဖြတ်ချက်ချခြင်း decision making ကအရာအလုံးအရေးကြီးတယ်ဘဝနဲ့ထိုင်နေမှာအဓိကအရေးကြီးဆုံးဒီ decision making ဖြစ်တယ်ဆုံးဖြတ်ချက်ချရမှာဖြစ်တယ်အဲကြောက်တဲ့ချိန်မှာစိုးရင်ဆရာတွေရှိလာတဲ့အခါမှာဘယ်လိုမျိုးနဲ့ဆုံးဖြတ်ချက်ချရမည်နည်းဆိုတာဖခင်ကအတိတရားပေးတယ် hallelujah ဖရားလူများကိုဖရားကအမဲတန်းကြွယ်ကမဆရတယ်မအမဲနှစ်ယောက်လာတယ်ဆလမမင်းကြီးထံကိုအမဲတယောက်ကတော့သူ့သားဆုံးသွားပြီကွာကြံတဲ့အမဲတယောက်ကသူ့သားရှိနေတယ်အဲ့ဒီသားတယောက်ကိုအမဲနှစ်ယောက်ကလူကြတယ်ငါသား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 ဆိုပြီးတော့လူကြတယ်ဟေးအဲ့ဒီချိန်မှာသူတို့နှစ်ယောက်ကရံဖြစ်တဲ့အခါမှာဆလမမင်းကြီးထံကိုလာပြီးတော့ အဲသူကငါသားလို့ပြောတယ်တယောက်ကလည်းငါသားပဲလေတယောက်ကလည်းငါသားဆိုပြီးတော့အဲ့ဒီသားတယောက်ကိုလူကြတယ်ဆလမွန်ကလည်းဘယ်သူရဲ့သားမလဲမသိဘူးအမျိုးလဲမတော်ဘူးဒါမဲ့ဘယ်လို तू ဆူတောင်းခဲ့တယ်ကိုတော့ကျွန်တော်ကို wisdom ပေးပါတယ်ညံစွမ်းပညာပေးပါတယ်ဆုံးဖြတ်ချက်ချနိုင်တဲ့ညံကောင်းပေးပါဆိုပြီးတော့ဘုရားသခင်ကတောင်းပါလို့ တောင်းဆိုတဲ့အချိန်မှာဆလမွန်ကဉာဏ်ပညာပဲတောင်းခဲ့တယ်ဟာလေလုယာအဲ့ဒီဉာဏ်ပညာနဲ့အဲ့ဒီမင်းကလေးနှစ်ယောက်ကိုကြည်ပြီးတော့ဟုတ်ပြီအဲ့ဒီကလေးပဲအလေကနေနှစ်ချမ်းခွဲမယ်တယောက်ကတစ်ချမ်းတယောက်ကတစ်ချမ်းယူလိုက်တယ်အဲ့ဒီချိန်မှာမိခင်အစ်စ်အဲ့ဒီကလေးရဲ့စစ်မှန်သောမိခင်ကကလေးနှစ်ချမ်းခွဲပြီးတော့တင်မဲ့စား သူကပဲပယ်လိုက်သူအသက်ရှင်ပြပါပြီကျမသားမတည့်ရစေပါမတည့်ရဘူးမတည့်စေမတည့်ပါမရစေနဲ့ဆိုပြီးတော့မင်းကြီးကိုပြောတဲ့ခါမှာအဲအဲ့ဒီမင်းမရဲ့အဲ့ဒီမင်းကလေးရဲ့တာအရှိဖြစ်တယ်ဆိုတာချက်ချင်းတည်တယ်ဟာလေလုယာအဲ့ဒါနဲ့အဲ့ဒီတာကိုမိခင်စင်မှာပေးလိုက်တယ်တယောက်တော့သူကတော့ဟုတ်တယ်နှစ်ချမ်းခွဲလိုက်နှစ်ချမ်းစလုံးတစ်ချမ်းစီရမယ်တဲ့ ဆလမမင်းကြီးကဖရာသခင်ပေးတဲ့ဉာဏ်ပညာရှိတယ်။ကြောက်စရာရှိတဲ့ချိန်မှာစိတ်ပျက်စရာရှိတဲ့ချိန်မှာမကြောက်ပဲနဲ့စိတ်မပျက်ပဲနဲ့ဖရာသခင်ရဲ့စကားကိုနာခံလိုက်နာဖို့လိုအပ်တယ်။ဖရာသခင်စကားကိုထပ်ပြီးတော့နာခံမှရတာထက်လွန်ပြီးတော့ထက်လွန်ပြီးတော့နာခံရတယ်ထက်လွန်ပြီးတော့လိုက်နာဖို့လိုတယ်။စစ်သူရဲ့အပေါင်းတို့ကို ခေါ်လို့အိုင်မြို့သူထသွားလို့တဲ့ရှစ်သားများကိုခေါ်ပြီးတော့အိုင်မြို့ကိုတင်းပါတဲ့အိုင်မြို့ဆိုတဲ့မြို့ကလေးလေးဟာလူပေါင်းတထောင်းနဲ့နှစ်ထောင်လောက်ပဲရှိတဲ့နေရာဖြစ်တယ်တထောင်းနှစ်ထောင်လောက်ပဲရှိတဲ့မြို့အဲ့ဒါတင်းဖို့ရန်ဒုတိယအချင်းချီလန်း ကြတယ်ပထမအချိန်မှာဂျောစွာတို့စစ်ဆုံးခဲ့တယ်ကာအခန်ရဲ့ယုတ်မာမှုကြောင့်ဘုရားတကယ်စကားကိုကြားပြီးမှတိပြီးမှမပြီးသေးပါလက်တွေ့လှူဆောင်ဖို့လူတဲ့လက်တွေ့ဆိုတာကဘုရားသခင်ခိုင်းသည့်အတိုင်းတိကျမှန်ကန်စွာလှူဆောင်ဖို့လိုအပ်တယ် တိချမှန်ကန်စွာဆိုရဲစကလုံးကိုကျွန်တော်ကစကလုံးတစ်ခုပြီးတစ်ခုရှင်းပြတယ် exegetical preaching နဲ့ကျွန်တော်သွားတယ်ဟုတ်ပြီဖျားတခင်စကားကိုတိပြီးမှနော်မပြီးသေးဘူးလက်တွေ့လှုပ်ဆောင်ဖို့လိုအပ်တယ်အဲ့ဒီလက်တွေ့ကဖျားတခင်ခိုင်းသည့်အတိုင်းတိချမှန်ကန်စွာလှုပ်ဆောင်ခြင်းဖြစ်သည်အဲ့ဒီတိချမှန်ကန်စွာဆိုတဲ့ဟာကိုကျွန်တော်ပေါ်ပြမယ်ရှင်းပြမယ် တင်ကိုမိဘမဲ့ကြောင်းထောင်ဖို့ဘုရားသခင်ခိုင်းရင်အဲ့ဒီအလုပ်ပဲကောင်းကောင်းလုပ်ပါ တင့်ကိုဘုရားသခင်ကအသင်းတော်ထောင်ဆက်ခြင်းရင်အဲ့ဒီအသင်းတော် ministry ကိုကောင်းကောင်းလုပ်ပါတင့်ကိုအဝံကယ်လိနေရာမှာဘုရားသခင်ကခေါ်တယ်ဆိုရင်အဲ့ဒီအလုပ်ကိုတိကျမှန်ကန်စွာလုပ်ဆောင်ပါတင့်ကိုခရိယာစာပေဘုံထဲမှာခေါ်ပြီးတော့စာရီများကြီးရှိပြီးတော့စောက်တီထုတ်ဝဲပြီးတော့နေရာတကာနှတ်မယ်ဆိုရင်ဝေစာတီလုပ်မယ်ဆိုရင်အဲ့ဒီနေရာမှာခေါ်ရင်အဲ့ဒီစာပေ ministry နိုင် ောင်းကောင်းလုပ်ပါတင့်ကိုလူငယ်ပါစတာမှာခန့်နေဆိုရင်အဲ့ဒီလူငယ်ပါစတာကိုတိကျမှန်ကန်စွာလှူဆောင်ပါတင့်ကိုအတင်းအောင်ဆရာမှာခွဲရတဲ့ခေါ်ရင်အတင်းအောင်ပါစတာဤတာဝန်ကိုကြည်ပွန်းစွာလှူဆောင်ပါဟာလေလုယအဲ့ဒါတိကျမှန်ကန်စွာဖရာသခင်စကားကိုလက်တွေ့လှူဆောင်ခြင်းဖြစ်တယ်ဆူတောင်းမဟုတ်ဘူးစံစာဖတ်မဟုတ်ဘူးချီးမွမ်းမဟုတ်ဘူး လက်တွေ့တိကျမှန်ကန်စွာလှုပ်ဆောင်ခြင်းဖြစ်သည်ဒီလိုမျိုး neck tie tie တိုင်းမဟုတ်ဘူးကျွန်တော်ကကေဟာမှာဖခင်တယောက်ကျန်းစာကျောင်းမှာကျောင်းအုပ်ကြီးအဲပြီးဒီအတင်းတော်မှာ senior pastor တယောက်မိမရဲ့ယောက်ျားသားသမီးများရဲ့ဖခင်သူငယ်ချင်းများရဲ့သူငယ်ချင်းကောင်းဖြစ်ဖို့ကျိုးစားဖို့တာဝန်များလိုက်တာအဲ့ဒီနေရာတွေအတွက်ဘုရားတရားကျွန်တော်ကိုခေါ်တယ်လို့ကျွန်တော်ဝန်ခံတဲ့ကြောင့် တနေရာမမဟာအောင်မဟာအောင်ဟာကွက်မရှိအောင်ကျူးစားရတယ်ဟာလေလုယား 哎，怕见掉你，怕见你阿妈被朱砂多毒症，不变白牙眉；有见你阿妈被朱砂多毒症，不变也白牙眉；见啥装就装，我被乌苏多毒症，不变白牙的；阿听到的八股被乌双多毒症，不变白牙的；给下的苦股被乌双多毒症，不变白牙的；阿龙牙来了，变白来了，阿妹白牙的给个靠的输赢，地价满干说六双不六的，哈利路亚。 ငါတို့မလုံနိုင်တာဘုရားသခင်ကမလုခိုင်ဘူးဟာလေလုယာဤသားကလုံနိုင်တယ်တတ်နိုင်တယ်ဆိုတာသိလို့ဘုရားသခင်ကပေးထားတာကြီးစုတော့ပဲအလုံများလဲလဲကြိုက်လဲလဲအဲ့တော့ဘုရားသခင်ရဲ့စကားကိုလက်တွေ့လှုပ်ဆောင်ပါတိကျမှန်ကန်ဆိုတာလှုပ်ဆောင်ပါဆိုတာကကျွန်တော်တို့တကယ်အနဲ့ဒီပဲသဘောပေါက်ဖို့လိုတယ် ဖယားကထပ်ပြီးတော့ဂတိပေးထားတယ်ဂတိတော်များက automatic သူဟာနဲ့သူဖြစ်လာကြမည်မဟုတ်ဘဲနဲ့ဂတိတော်ပေးထားသော လူများဤလုဆောင်မှုပေါ်နိုင်မူတည်တယ် hallelujah ဖယားသခင်ကဂတိတော်ပေးတယ်အဲ့ဒီဂတိတော်များကဒီအတိုင်းဖြစ်လာကြမှာမဟုတ်ဘူး အချိန်တိုင်ဖြစ်လာကြမှာမဟုတ်ဘူးအဲ့ဒီအချိန်တန်တဲ့အချိန်မှာဖြစ်လာနိုင်ဖို့ရန်အချိန်မတန်ခင်မှာလှုပ်ဆောင်ဖို့လိုတယ်ဟာလေလုယာအိုင်မြို့ကိုတင်းနိုင်မယ်နိုင်မယ်ဆိုတာဖရားတကကတိပေးထားတယ်ဒါပေမဲ့ဂျောစွာနဲ့စစ်တယ်တော်များကဒီတိုင်းလက်ပိုက်ပြီးတော့ထိုင်နေပြီးတော့ကြည်လို့မရဘူးအဲ့ဒီစစ်ဝင်တိုက်ဖို့လိုတယ်ကျွန်တော်တို့အတွက်ဖရားတခင်ကကတိတော်ပေးထားတာများကြီးရှိတယ် မကြောက်နဲ့မစိုးရင်နဲ့စာဝတ်နေရအတွက်မပူပန်ပါနဲ့ဝလဲတော်သူပေါင်းတော့ငါတန်းတို့လာကြတော့ငါတို့ချမ်းသာပဲမီဟာလေလုယာဘုရားသခင်ကိုးစားတော်သူဒီမင်္ဂလာရှိ၏ဘုရားလူများဒီညနဲ့အိတ်တော်အခါမှာမနဲ့မိုးမလင်ခင်မှာဘုရားသခင်ကသူတို့သူတို့စားဖို့တောက်ဖို့ပြင်ဆင်ပေးသည်ဆာလံချမ်းထဲမှာကျွန်တော်ရဲ့အသက်တာမှာညအိတ်တဲ့အခါမှာမနဲ့မိုးလင်းတဲ့အခါမှာ ဘုရားသခင်ပေးတဲ့မင်္ဂလာပေါင်းများဆိုတာကျွန်တော်ခံစားလဲရှိတယ်။ဘယ်တော့ဘယ်ချင်းအဲ့ဒီကောင်းကြီးဒီလာမလဲဆိုတာကျွန်တော်မသိဘူး။သူများဒီလာကုန်မှလာစာထုတ်ရှာကျွန်တော်မှမရှိပေမဲ့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဟာလာစာများထက်တော်ကြီးမားတယ်။ဟာလေလုယာ။အဲခရီးတော်ဘယ်ချင်းခံတော်သူများကလက်တွေ့လှုပ်ဆောင်ဖို့ကအဓိကဖြစ်တယ်။ ိုင်မြူနဲ့အဲ့ဒီလူထဲအဲ့ဒီထဲမှာရှိတဲ့လူအလုံးကိုပေးဖို့ဣသရေလတဲမှာအနံဖို့ဖရာသခင်ကဂျောစွာကိုကတိပေးခဲ့တယ်။အဲ့ဒါဂျောစွာကလက်ပိုက်ပြီးတော့ချိဖို့မဟုတ်ဘူး။အဲ့ဒါရှစ်တယ်တော်များကလည်းဖရာသခင်ကငါတို့ကိုပေးဖို့ပြောပြီးပြီပဲ။မတိုက်ဘဲနဲ့ငါတို့အိတ်ပြီးတော့အနာယူကြရအောင်ပြောလို့မရဘူး။ ထိုခရီးတော်များကိုထိုင်ရင်းတဲ့ဂျောဆွာကဘာတစ်ခုမှရနိုင်မှာမဟုတ်ဘူး။အိုင်မြို့သူဂျောဆွာကိုယ်တိုင်သွားရမည်ဖြစ်တယ်။ခေါင်းဆောင်ဆိုတာစစ်မီပင်အရောက် သွားရသည်။ဟာလေလုယာ။ကိုယ်တိုင်လက်တွေ့လှုပ်ဆောင်ရသည်။အမတာမအရေးကြီးသည်။ယောက်ျားသည်မိမအတွက်ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ခေါင်းဆောင်မှုလက်တွေ့လှုပ်ဆောင်ဖို့လိုတယ်။ဗုဒ္ဓဘာသာဆိုရင် ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ပွဲတိုင်းမှာယောက်ျားခမင်းမကိုဦးဆောင်ရမှာဖြစ်တယ်။ခရိယန်ဖြစ်တဲ့ဆိုရင်ခရိယန်ပွဲတိုင်းကိုတိုင်းမှာဘုရားကျောင်းဘုရားကျောင်းတက်ရမယ့်ချိန်မှာယောက်ျားကဦးဆောင်ရမှာဖြစ်တယ်။မိသားစုမှာလည်းယောက်ျားကဦးဆောင်ရမှာဖြစ်တယ်။ဟာလေလုယာကျွန်တော်တို့ထမင်းစားတော့မယ်ဆိုရင်ကျွန်တော်ပဲမေတ္တာဆုတောင်းတယ်။ယောက်ျားကရှာတယ်ကျွန်တော်ကကြီးစွာချီးမွမ်းရမယ်။ မိမကဆူမတောင်းနေတာမဟုတ်ဘူးကျွန်တော်မရှင်းသူတောင်းမယ်ကျွန်တော်ရှင်းနေတဲ့ရွေးငါတောင်းမယ်ဟာလေလုယာအဲ့ဒါယောက်ျားရဲ့အလို့ကိုယ်တိုင်ရှစ်မီပင်အရောက်သွားဖို့လိုတယ်ကျန်းစာကြောင်းမှာခေါင်းဆောင်ဖြစ်ရင်ကိုယ်တိုင်လည်းစာတင်ပေးဖို့လိုတယ်အာမင်အတင်းအောင်ဆရာဖြစ်ရင်ကိုယ်တိုင်ကဘုရားကြောင်းတိဆောက်တဲ့နေရာမှာပါအောင်ရမှာတန်ရှင်းတဲ့နေရာမှာ တန်ရှင်ရတန်တလာလှသလားကြီးလူကောင်းသလားအဲအဲ့ဒါဒီတင်းအုပ်ဆရာကိုရိုက်ကဝမ်ပါရမှာဖြစ်တယ်ဘဝမင်းမင်းနက်တိုင်းတိုင်းပြီးတော့ရခွန်ခန်းထဲမှာထိုင်ပြီးတော့ခြေတော်ကိုဒီဘက်မှာပြီးတော့ဒီလိုထိုင်ရမှာမဟုတ်ဘူးနေကောင်းလားနေကောင်းတယ်အဲ့လောက်နဲ့မရဘူးတခင်ကြီးရှုလောကမှာရှင်းလာခဲ့တယ်ဟာလေလုယာအနင်းဆုံးအလုတ်လူတကာအလုတ်မလုတ်ချင်တဲ့လူတကာကယွန်းတဲ့ဘဝထင်းသခင်ယေရှုရောက်ခဲ့တယ်တင့်ကြောင့်ငါကြောင့် ခရိယန်ခေါင်းဆောင်တွေဘဝမြင့်ဆရာတပြားမှမရှိဘူးကွန်ရှင်ရတယ်ဟာတချို့ကဲဟာမှာအလုပ်လုပ်တဲ့သူတွေကလေးကဲဟာလောက်ကြပြီးတော့ကလေးကိုလစ်လို့ရှူကြတယ်ခြံကိုပဲတကုံလောက်ကြတယ်အင်ကိုပဲကျွန်တော်တို့ဘလောက်ပဲအယုတ်ချောနေရင်လေအဝတ်စားကောင်းကောင်းဝတ်ပြီးတော့နာရီအကောင်းစားတွေပတ်ပြီးတော့လက်ဆွဲနှဆွဲနှကတ်အာ ်ဆွေကျူးဒီအမလဲဖျားစကားနာခံလိုက်နိုင်ဂျောစွာကအောင်မီမှုရရှိမည်ကဲဖျားစကားနာခံရင်ဂျောစွာဒီအောင်မီတော်သူဖြစ်မည်အောင်မီတော်သူမဖြစ်သေးဘူးကြည့်အိုင်မြုပ်ကူတူမတင်သေးဘူးဒါမဲ့ဖျားတကယ်စကားကိုသူကနာခံမလိုက်နာမအိုင်မြုပ်ကူတူကရရှိမှာဖြစ်တယ် ခေါင်းဆောင်ဆိုတာလူအပ်ရင်အနစ်နာခံရမင်းချွေးထွက်ရမင်းမောရမင်းအတက်လဲပေးစေရသည် အာမင်ကျွန်တော်တို့အတွက်ချွေးထွက်တော်သူသည်အနစ်နာခံတော်သူသည်မောပန်းခဲတော်သူများရှိခဲ့ရင်လက်ခုပ်တီးပေးကြရအောင်တခင်ယေရှုထွက်လက်ခုပ်တီးပေးမယ်ဟာလေလုယာတခင်ယေရှုကသူ့ရဲ့ချွေးထွက်ခဲ့တယ် 模板起来，以撒起来，定章就那对。那上这个庙顶拜的个度，就说个不要是个拿拿铜银，哎，没个顶拜呀嘛，皮的，啊，看眼你嘛。พยาสกากูน้าทองอินเจอกูมิวจีจีกูติ้งไปตะเกตุจอสวากาไอมิวกูติ้งไปยามาพิเด ဂျရဂုမြို့ကြီးမှာရှိတဲ့သူတို့ရဲ့ခေါင်းဆောင်ကြီးကိုပြုတ်တဲ့ကဲ့သို့အိုင်မြို့မှာရှိသောခေါင်းဆောင်ကြီးကိုလည်းဂျောစွာကဖမ်းလို့ရမှာဖြစ်တယ်။နံပါတ်၁ तू ကဘာလို့ရမလဲ။နာခံရမှာဖြစ်တယ်။ဘယ်သူကနာခံရမလဲ။မင်းမလားမဟုတ်ဘူး။ဖယားသခင်အာမင်။လူယူသောဥစ္စာတရိษံမြာကို့အဖို့တင်ပါတဲ့။ဒီနေရာမှာတော့ကျွန်တော်နားမလဲတော့ဘူးဒီစကားလေးကိုနည်းနည်းပါးပါးပြောရအောင်။ လို့ယူသောဥစ္စာသရိစာများကိုအဖို့တင်းပါတဲ့ပထမတော့မှဆိုတော့မတင်းနဲ့တဲ့အဲ့ဒါမတင်းနဲ့မယူနဲ့ဆိုတဲ့ဟာကိုအာခံကယူမေလို့စစ်သားအယောက်36ယောက်ဆုံးပွားခဲ့တယ်တေကြတယ်ဣသရေလလူမျိုးတစ်မျိုးလုံးအဆက်ကွယ်ခဲ့တယ်ဘယ်ဒီတစ်ခါကျတော့လို့ယူသောဥစ္စာများယူပါတင်းပါတဲ့ဖခင်ကလည်းအရှိနောက်တခါတည်းလည်းမငြီးပါလား เอ้ยฉันรู้กันมึงอีบุลูเปียวลูไม่อยากบุตัวก้าพยายามจะกินพิลูตัวใจตัวลูอัตชิงควันชิดอตัวพี่เดออเมนฉันรู้ว่าไม่คุ้นทุกเสียมชิบุสิ่งอุษามียาเท็ดนาคามูกะยินลายามีเอ้ยตริสามียาอุษามียากูอภูติงบาทำแม่ติงนายผู้ใหญ่อาจินบาลายามเลยนาคามูอาจินลายมาพี่เด ချမ်းသာချွယ်ဝချင်းထက်အောင်မြင်မှုတွေအရင်မလာခင်မှာအဲ့ဒီတွေအရင်ကဘာအရင်လာရမလဲဆိုရင်နာခံမှုနာခံမှုပြီးမှအောင်မြင်ခြင်းလာရမှာဖြစ်တယ်အဲ့ဒီလိုလာရင်အဲ့ဒီနာခံမှုကဘဲတော်ယူဆောင်လာဘဲတော်အောင်မြင်ခြင်းဒီဘုရားသခင်ဘဲတော်အောင်မြင်ခြင်းဖြစ်တယ်သူတပားအတွက်လည်းကောင်းချီးမင်္ဂလာဖြစ်မယ်ထိုရာများကသူဥစ္စာများကနောက်မှလာတတ်တယ် ဘုရားသခင်နိုင်ငံတော်ကိုစီးဥစွာရှာကြပါနောက်မှာထိုအရာများကိုဘုရားသခင်ပြင်ဆင်ပေးလိမ့်မည်ဘုရားသခင်၏နိုင်ငံကိုအရင်ရှာကြရအောင်ဘုရားသခင်တို့ကပတ်တော်ကိုအရင်ရှာကြရအောင်ဒါစတင်းယောရှိတိုင်းနာခံတော်တတရှိကြရအောင်ဂျောစွာတို့ကအိုင်မြုပ်ကိုအထင်တဲခဲ့တယ်ဒါမျိုးတဲတဲလေးပဲငါတို့သွားတိုင်ခနာလေးနိုင်သွားမှာပါလူများကြီးလည်းသွားရှာမလို့ဘူး ငထောင်သုံးထောင်လောက်သွားရအောင်ဆိုပြီးတော့သုံးထောင်ပဲသွားတယ်အဲ့ဒါကြားထဲမှာရှစ်သားတယောက်ကဖြစ်စီခူးတယ်ဟာခူးပြီးတော့ဖတ်ထားပြီးတော့တင်းရဲ့အခါမှာအိုင်မျိုးကိုသူတို့ကြဆုံသွားတယ်ဣသရေလစစ်သားအယောက်36တည်သွားခဲ့တယ်အဲ့ဒါကဣသရေလလူမျိုးအတွက်အရန်ဆက်ဆရာကောင်းခဲ့တယ်အခန်ကစကားနာမထောင်လို့ဣသရေလလူမျိုးအားလုံးဒုက္ခရောက်ခဲ့တယ် ဂျောစွာကဘုရားသခင်စကားနားထောင်လို့နာခံမှုတက်တာနဲ့တက်ရှင်တဲ့အခါမှာခေါင်းဆောင်လုတဲ့အခါမှာဘုရားသခင်ရဲ့ဘုံတော်ထင်ရှားတယ်ဘုရားသခင်ပေးထားတဲ့အောင်မြင်ခြင်းတွေသူတို့ရရှိခဲ့တယ်။ရောက်ရှိတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။